အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငင်းချန်ထောင်ရှိပုတ်ပွက်စုကုန်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ငင်းချန်ကျင်းထောင်မှာနှစ်ရှည်ထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားလူငယ်အမျိုးသားလုံလောက်တဲ့စေဝါကူတာမှုမရလို့အော်တိုဘာလ၁၈ရက်မှာတည်ဆုံသွားတဲ့ဆိုတာကိုမြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကသိရပါတယ် မန္တလေးတိုင်းဒေသမှာရှိတဲ့မြင်းချမ်းထောင်မှာထောင်နဲ့15နှစ်ကြာခံနေရတဲ့အသက်29နှစ်အရွယ်ကိုချမ်းမင်းဟင်းဆုံးဖွားသွားတာပါသူဟာအသေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာကြောင့်ဆုံးဖွားသွားတာလို့သိရပါတယ်ကျန်းမာရေးစောင့်ရှောက်မှုကငွေကြေးပေးနိုင်မှုအပေါ်မှူးတည်နေရင်အကျဉ်းသားတည်ဆုံမှုကပိုပိုတိုးလာနိုင်တယ်ကျန်းမာရေးစောင့်ရှောက်မှုဆိုတာခွဲခြားမှုမရှိဘဲအကျဉ်းသားအလုံးအပေါ်မှာပေးရမယ့်အခွင့်အရေးပါလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ် ကိုချမ်းမင်းဟင်းကိုစူပူအောင်လှုံ့ဆော်ဆက်သွယ်ရေးပုံမှဖောက်ခွဲနှင့်လက်နက်မှုပုံမှတွေနဲ့ထောင်နဲ့15နှစ်ခွဲချထားတာလို့သိရပါဗျ။စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံတော်ဝန်ရှိအကျဉ်းထောက်တွေမှာဖမ်းဆီးထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေဟာလုံလောက်တဲ့စေဝါကုသခွင့်မရတဲ့အတွက်ဆုံးဖြတ်ရတာတွေရှိနေတယ်လို့ PPNN ကမှတ်ချက်ပြုထားပါဗျ။ အခုနှစ်အတွင်းမှာတွင်ထောင်တွင်းလုံလောက်တဲ့စေဝါကူတာခွင့်မရတာနဲ့ထောင်ပြင်ပဆေးရုံမှာအချိန်မီကူတာခွင့်မရလို့သိဆုံးရတဲ့နိုင်ငံရေးအကျဉ်းသား28ဦးထိရှိနေတယ်လို့ PPNM ရဲ့စည်ရင်းပေရသိရပါတယ်။ကျမတဲ့တဲ့တက်စက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။